မင်္ဂလာပါ CD Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့မနက်ကပြီးသွားတဲ့မိုနာကို Man City 2-2ပွဲပြီးနောက်နှစ်ဖက်မီးပြားနဲ့ကစားသမားတွေရဲ့ပြောစကားတွေကျွန်တော်တို့လေ့လာကြည့်ကြပါမယ် Manchester City ဘက်ကနေကျွန်တော်တို့စားလိုက်ပါမယ်မစားခင် CIB ကို YouTube မှာ Subscribe မလုပ်ထားခင်လုပ်ထားနိုင်ပါတယ်အခုနဲ့ပွဲမှာ City ကစားပေါ်အရင်ကောင်းခဲ့တယ်ဆိုရယ်ပက်ကွာရီယိုလာမိုနာကိုရဲ့ State Louis Second တွင်တဲ့မှာ City တို့တိုက်စစ်မှု Harlan ရဲ့ twin goal တွေနဲ့နှစ်ချိန်တိုင်တိုင်ဥဆောင်နိုင်ခဲ့တာပါ။နေရှင်အသင်းဘက်က Jordan TZ ရဲ့အံပွဲကန်သွင်းမှုဂိုးဖြစ်သွားသလိုဒုတိယပိုင်းခွဲပြီးဆုံးခဲ့တဲ့ Tennessee နဲ့ Monaco တို့အဲ့တဲ့အသင်းစီကနေအမှတ်ခွဲယူသွားပါတယ်။ Guardiola ကတော့ပွဲကိုစောစောစီးစီးအဆုံးမတက်နိုင်လိုက်တဲ့စိတ်ပြတ်မိပေမဲ့ Lee Won အသင်းရဲ့ပွဲစဉ်မှာသူ့ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုကိုတော့အတိမတ်ပြုတ်တယ်လို့ဆိုပါတယ်။ဒီပွဲရတဲ့ကြောင်း ချန်ပီယံလိနှစ်ပွဲကစား၄မှတ်စုဆောင်းထားနိုင်ကြလို့နောက်ဆုံး international break ပြီးကြတဲ့ကကစားခဲ့တဲ့၆ပွဲမှာ၄ပွဲနဲ့နှစ်ပွဲတည်းကြာထားပါတယ်။ပွဲပြီး interview မှာပတ်ပါပြောခဲ့လေကျွန်တော်တို့ကြည့်ကြပါမယ်။တက်ကကျွန်တော်တို့ပွဲကောင်းတဲ့ပွဲကိုကစားခဲ့တာပါ။ပွဲမှာခွင့်ရများများဖန်တီးပြီးပေးကိုနည်းဖို့ကြိုးစားတာပါပဲ။သို့တော့သူတို့မှာရဲအနေနဲ့ကစားသမားတွေရှိပါတယ်။အနိုင်ရဖို့နှီးစက်ခဲ့ပေမဲ့ Champion League ပွဲစီမှာခွင့်ရများများဖန်တီးနိုင်ခဲ့ပြီးပြိုင်ဘက်ကိုခွင့်ရအနည်းငယ်ပဲပြန်ခွင့်ပြုခဲ့ရတဲ့အတွက်တော့ကျေနပ်မိပါတယ်။ ။ဒါပေမဲ့ free kick ကိုကာဝေးရမှာအားနေသွားပြီးတော့ penalty လဲခွင့်ပြုလိုက်ရပါတယ်။ရလက်ကိုကြည့်ရကစားနည်းဆိုတော့ဘောလုံးမှာအနိုင်ရဖို့လိုပါတယ်။ပွဲကို shoot down ဘောင်းစုံကသုံးသက်လိုက်ရင်တော့အသင်းကတော်တော်ကောင်းနေတာပါ။အစဉ်ချင်းစီပိုကောင်းလောင်ကြိုးစားသွားမယ်။အထူးသဖြင့်ပထမပိုင်းမှာ foreign ရခဲ့တဲ့ခွင့်ရေးတွေလိုမျိုးပါ။ပြန်ဘက်ကဒီပြန်ဘက်ကဒီလိုခံစစ်ကိုအထူးလေးပြီးကစားလာမယ်လို့မထင်ထားခဲ့ပါဘူးကစားတာအရင်ကောင်းနေဆက်ပြီးဆိုကာကွယ်ရမှာတော့အားနေသွားပါတယ်တမက်ရလည်းအဆင်ပြေပါတယ် တစ်ဆက်တည်းအဲရစ်ဒိုင်ယာရဲ့ညင်းပွားပွဲပန်နဒီနဲ့ပတ်သက်လို့တော့ဘာမှချက်မှမပေးလို့ရောင်းပြီးပြာကြီးကွာရီယိုလာကဆိုပါတယ်မက်ဆီဒီအသင်းကဒီနေ့ပွဲမှာဘောလုံးပိုင်ဆိုင်မှု87ရာခိုင်နှုန်းဂိုးပေါက်တဲ့ကံကြ6ချိန်တိရခဲ့ပေမဲ့လည်းတေးတမတ်နဲ့သာကျင်းနှက်လိုက်ရပါတယ်ဒါကူက UCL ပြိုင်ပွဲရဲ့ခက်ခဲမှုပဲလို့ CD တိုက်စင်မှုဟာလန်ကမြင်ပါတယ်ဒီနေ့ပွဲမှာအသင်းကို2ချိန်တိတိဦးဆောင်ဖို့တွင်ကိတွင်ပေးခဲ့သူလည်းဖြစ်ပါတယ်ဒီပွဲရဲ့အနေအထားနဲ့ပတ်သက်လို့ဟာလန်က ချန်ပီယံနိပွဲတိုင်းကခက်ခဲပါတယ်မနစ်ကကျွန်တော်တို့ထွက်ခဲ့ရတာပဲကြည့်လိုက်ပါဖွင့်ပွဲနှစ်ပွဲစံတန်းရတဲ့အတင်အများကြီးမရှိတော့ကြည့်ရင်လည်းသိနိုင်ပါတယ်ကျွန်တော်ခံစားလို့မကောင်းနေတာတော့အမှန်ပါပဲပွဲကိုအနိုင်မရခဲ့တယ်လို့ဒုတိယပိုင်းမှာလည်းမလိုလားတဲ့အရာတွေပြုလုပ်ခဲ့နေပါတယ်ဆိုတော့ကျွန်တော်တို့အနိုင်ရဖို့မထိုက်တန်ခဲ့ပါဘူး energy ပို့လိုပါတယ်ပထမပိုင်းကအတိုင်းဒုတိယပိုင်းမှာလည်းသူတို့ကိုဖိထားရမှာပါသို့တော့ဒုတိယပိုင်းမှာမိုနာကိုကပြန်ဦးဆောင်ကစားသွားပါတယ် ပထမပိုင်းမှာထိချက်ခုနှစ်ချက်နဲ့ဟာလန်နှစ်ဂိုးရသွားတာပါဒီအတွင်းဂိုးနှစ်ဂိုးကြောင့်စုစုပေါင်း UC ရဲ့အတွင်းဂိုး52ဂိုးဖြစ်လာပြီးကန်ပွဲရဲ့သမိုင်းတစ်လျှောက်ထိတ်ဆုံးဂိုးသိရှင်ဆက်ရောက်တဲ့ဝင်ရောက်လာပါပြီပွဲထဲမှာသူ့ရဲ့ပါဝင်ပသက်မှုနဲ့ပသက်လို့လေဟာလန်ကပွဲထဲမှာအများကြီးပါဝင်နိုင်ခဲ့တယ်လို့ထင်ပါတယ်ယူလျားမှုတွေလုပ်ပြီးလဲစကားပေါ်တွေကိုနေရာလွတ်ရှာပေးတယ်ဒါမျိုးတွေကဘောလုံးထိတာမထိတာနဲ့မဆိုင်ပါဘူးပွဲထဲမှာနီးမျိုးစုံတွေပါဝင်နိုင်ပါတယ်ဒါကကျွန်တော်အလုပ်ပါပထမပိုင်းမှာကိုယ်အလုပ်ကိုအကောင်းဆုံးလုပ်နိုင်ခဲ့ပြီမြင်ဒုတိယပိုင်းမှာတော့မလုပ်နိုင်ခဲ့ပါဘူး ုတိယပိုင်းမှာဂိုးမသွင်းနိုင်ခဲ့တာကြောင့်ပွဲကိုအဆုံးမသတ်နိုင်ခဲ့တာပါ။တို့တို့မိုနာကိုဘက်ကိုကြည့်လိုက်ရအောင်။အကယ်၍အဲ့တဲ့မန်ချက်စတာစီးတီးအသင်းစီကအမှတ်ပြရဖို့ဒါတိုက်စစ်ကိုအစွမ်းကုန်ဖွင့်ကစားမယ်ဆိုရင်မိုနာကိုအသင်းအနေနဲ့ခံစားသွားရဖို့ရှိပါတယ်။ဒါကြောင့်လည်းခံစစ်ကိုတတိကြီးကြီးထားကစားခဲ့ပြီးဖိုးတန်တေးဓမ္မတ်ကိုအရစ်ဒိုင်ယာရဲ့ပယ်နတီနောက်ကျသွင်းကုန်နဲ့ရယူနိုင်ခဲ့တာပါ။ဒီပွဲမှာလှပတဲ့ဝေးကင်ဂျင်နဲ့ချီပါကိုရယူနိုင်ခဲ့တဲ့မိုနာကိုကွင်းလက်ခံစစ်ကစားမှာဂျော်ဒန်တီစီက ရိုးရိုးလေးပါပဲကျွန်တော်တို့အသင်းလိုက်လှုပ်လှုပ်သွားခဲ့ရပါဒီအဘက်စောပိုင်းမှာကလေးကဒီပြကမာတာပါလေခန်းစစ်မှာကြင်ကြင်ခံပြီးအခုလိုကစားနိုင်အောင်ပြင်ဆင်ထားဖို့ဒီပြကမာတာပါတစ်ဖက်ကမက်ဆီဒီယကပားအကောင်ဆုံးအသင်းတွေတဲ့ကတင်ဖြစ်နေလို့ပါပဲဒီနေ့ကစားသွားတဲ့ပုံစံအတိုင်းဆိုကျွန်တော်တို့စွန်းဆောင်ရေကောင်ပြနိုင်မယ်ဆိုတော့ယုံကြည်တဲ့ပါလေရမတမဲရခဲ့တဲ့ပုံလေသူကတော်တော်လေးကိုရေးပါတယ်တစ်ဖက်ပါပွဲရခက်ခဲမယ်မယ်အားလုံးကနားလေခဲ့ကြပါတယ်အသင်းပေါ်တွေအားလုံးအပြင်းထန်တိုက်ပွဲဝင်ခဲ့ပြီးပေးဆက်ကစားခဲ့ကြတာပါ ဒါကြောင့်လည်းဒုတိယခြေပါကိုရပြီးထိုက်ထိုက်တန်တန်သေးရေဓမ္မရခဲ့ပါတယ်ဝဲဆရာနဲ့စီရိကပဲနိုင်သွားမယ်လို့အားလုံးကထင်ထားကြတာမမှန်ဘူးဆိုတာကိုကျွန်တော်တို့လုံးပြနိုင်ခဲ့ပါတယ်ပြခြေပါကိုကိုပနဲ့ဒီကတဆင်သွင်းယူနိုင်ခဲ့တဲ့ Eric Dyer ကလည်းဒီပွဲမှာကျွန်တော်တို့ခြေတဲ့ဘောလုံးကြာကြာမရှိနိုင်ဘူးဆိုတာတွက်ဆထားပြီးသားပါဘောလုံးပွဲတွေရဲ့99ရာခိုင်နှုန်းကတော့ကိုယ်ခြေတဲ့ဘောလုံးရောက်လာရင်ဘယ်လိုအသုံးချရမလဲဆိုတော့သိဖို့ပါပဲ ဒါကိုဒီနေ့ကျွန်တော်တို့လုတ်ပြခဲ့ပြီးခန်းစစ်ကစားပုံနဲ့အတင်းပေါ်ဖီလစ်တိုကိုလည်းအခြေသူတင်ရမှာပါကျွန်တော်တို့တိုက်စစ်ကိုလိုက်ပါနိုင်ခဲ့ပြီးဝင်ရေးတွေလည်းဖန်တီးနိုင်ခဲ့ပါတယ်ခန်းစစ်ကိုဘလို့အကောင်းဆုံးကစားရမလဲဆိုတာကိုနားလည်ခဲ့ရကြအောင်အတင်းလိုက်လှုပ်ရှားနိုင်ခဲ့တာပါအားလုံးကြိုးစားခဲ့ကြပါတယ်တတိယမဲ့ရတာနဲ့ပတ်သက်လို့လည်းအဲရီတိုင်ယာကကျင်းနေတယ်လို့ဆိုပါတယ်ဟာလန်ကိုထိန်းချုပ်ရတာနဲ့ပတ်သက်လို့အာဒီတပီးသမားကြီးကမှအဲရီတိုင်ယာကဟာလန်ကကမ္ဘာအကောင်းဆုံးတိုက်စစ်မှုတွေထဲကတယောက်ပါ ။ဘူးနဲ့ရှင်ကစားရတာအမြဲခက်ခဲပါရဲ့။ပွဲထဲမှာတိတ်ပြီးပါဝင်လို့တော့မရှိပေမဲ့အဲ့လိုမပါဝင်တာကဟာလန်းကိုပို့ပြီးအဆိုတခါတလေဟာလန်ကတော့ပွဲထဲမှာငုတ်သွားပြီလို့ကျွန်တော်တို့ထင်ရတဲ့ခိုက်တန်တွေမြင်နိုင်ပါတယ်ဒါပေမဲ့အဲ့လိုသွားတွက်လို့မရပါဘူးရန်ကိုအနေနဲ့များတယ်တိုက်စင်မှုပါထိရောက်မှုလည်းရှိပါတယ်ဒါကတော့နှစ်ဖက်အသေးပွဲပြီးပြောစကားတွေကိုကျွန်တော်ပြန်လည်တင်ဆက်ပြခဲ့တာဖြစ်ပါတယ်နောက်ဗီဒီယိုဒီမှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်အားပေးတဲ့အတွက်ကျေးဇူးပါ